မင်္ဂလာပါခင်ဗျာဒီအဟိုက်မြန်မာကနေကြိုဆိုပါရခင်ဗျာနှွေဦးလူငယ်တွေထဲမှာမနစ်စာနှစ်ထပ်ကွန်စားခဲ့ရတဲ့လူတွေရှိမလားခင်ဗျာဒါဆိုရင်တော့ကျွန်တော်ဖတ်ပြနေတဲ့ဆရာမောင်သားကျူရဲ့တမီးလေးဖတ်ဖို့နှလုံးသားရှုမြော်ခြင်းများဆိုတဲ့စာအုပ်ထဲကမနစ်စာနှစ်ထပ်ကွန်ဆိုတဲ့စာပါလေးကိုနားဆင်ကြည့်အောင်နော်ကိုစားခဲ့ရတဲ့မနစ်စာနှစ်ထပ်ကွန်းနဲ့ဆရာကြီးစားခဲ့ရတဲ့မနစ်စာနှစ်ထပ်ကွန်းတူမလားဆိုတာအပြစ်တိုက်ကြရအောင်မနစ်စာနှစ်ထပ်ကွန်းတဲ့ တမီးရေဒီတခါတော့လွန်ခဲ့တဲ့ခရစ်စမတ်ပွဲတော်နေ့မှာတုန်းကဖီဖီကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကိုတမီးကိုပြောပြရရင်ကောင်းမှာပဲလို့စိတ်ကူးရမိတယ်။ဖီဖီတသက်နဲ့တကူမှာတော်တော်ကလေးကိုစိတ်ညစ်ညူခဲ့ရတဲ့ဖြစ်ရပ်ကလေးပါပဲတမီးရေဖီဖီတို့မိသားစုကနေကိုလေးကြောင့်လေးတခုကိုရောက်ရှိသွားကြတုန်းကအဲ့ဒီမျိုးကလေးမှာတိခဲ့ကြွန်ခဲ့ခင်ခဲ့မင်ခဲ့ရတဲ့မိတ်ဆွေတယောက်ရဲ့ ဘလို့မှမထင်မှတ်ထားတဲ့စစ်ဆန်မှုကနေရရှိလာတဲ့စိတ်ညစ်ညူစရာဖြစ်ရကလေးပါပဲ။တမီမှမိတယ်မဟုတ်လား။ဖေဖေရဲ့တမီရဲ့အေယာရီမြေပေကတာကြီးအတိုင်းလမ်းလျှောက်ဖြစ်ခဲ့ကြတဲ့အခါတစ်ခါတခါအပြန်မှဝုန်းဝင်ထိုင်ရတတ်တဲ့ကွန်ပျူတာနဲ့မိတူစဲထောင်ထားတဲ့အိမ်ကဖေဖေမိတ်ဆွေလေး။ဟုတ်တယ်တမီရဲ့။သူ့အကြောင်းပါပဲ။သူကတော့ အဲ့ဒီခရစ်စမတ်နေ့တုန်းကသူဖေဖေတို့ကိုဘယ်လိုဆက်ဆံမိလိုက်တယ်ဆိုတာကိုတတိတောင်မှထားခဲ့မိရဲ့လားမပြောတတ်ပါဘူးအင်းလေးထားပါတော့သူတတိမူမိတာတတိမမူမိတာထဲဖေဖေကတော့ဖေဖေရဲ့အမှန်ရချက်တချို့ကိုသမီးမြင်သာထင်သာအောင် ပြန်ပြီးပြောပြခြင်းမိသေးတဲ့သမီးရဲ့တကယ်တကယ်တမ်းပြောကြရတဲ့တန်းဆိုလို့ရရင် အဲ့ဒီဖေဖေမိတ်ဆွေဆိုတဲ့ပုံကဟာစိတ်တော်ဒါဆူဆူဝါးဝါးကြီးတဲ့ကလူတယောက်တော့လည်းမဟုတ်ပြန်ရှာပါဘူးသမီးရဲ့သူကသူ့မျိုးကလေးမှာအတန်အသင်ပြည့်စုံတဲ့သူပါအမှုပြညာကိုလည်းခုံမင်းနေလေပြီးတော့သူကလူတစ်ဖက်သားကိုကူညီဖို့အတွက်ဘယ်တော့မှလက်မနေတတ်တဲ့လူပြောရရင်သမီးရဲ့ အစိမ့်တသိမျိုးကိုရောက်သွားရတဲ့ဖေဖေတို့ကိုတောင်းမှသူကမိသားစုအရင်ချလို့ကူညီခဲ့တဲ့အတွက်ဖေဖေတို့တို့ရာအချိန်တူတူနဲ့မိဆွေတွေဖြစ်သွားခဲ့ကြရတာမဟုတ်လားဒါပေမဲ့လေလီကြောက်ကောင်းမှန်ရင်အနာမစင်ဘူးဆိုတဲ့စကားလိုများတော့မသိပါဘူးသမီးရဲ့အဲ့ဒီခရစ်စမတ်နေ့တုန်းကသူဖေဖေတို့အပေါ်မှာမထင်မှတ်ပဲပြုတ်မှုလိုက်တဲ့ လူမှုစစ်ဆိုင်ရေးဇက်ကွက်တကွက်ကတော့တော်တော်ကိုအယုတ်ဆိုးလာတယ်လို့ပဲဖေဖေကတော့ခံစားနေမိခဲ့တယ်။သူအပါဝင်အဲ့ဒီမျိုးကလေးမှဖေဖေတို့တွေ့ပြခဲ့ကြတဲ့အစုအဝေးလေးက၄၅6ယောက်ပဲရှိမှာပါလေ။မြေစရင်ကပါတယ်။တရားစီရင်ရေးကပါတယ်။စာအုပ်ဆိုင်ကပါတယ်။ကြပြားဆရာပါတယ်။စာရေးဆရာပါတယ်။ ဒီလောက်ပါပဲဖေဖေတို့တို့တွေစူးမိကြရင်လဖေးရည်ဆိုင်ထိုင်ခြင်းထိုင်မယ်အကျော်ဆိုင်ထိုင်ရင်ထိုင်ကြမယ်တခါတလေကြတော့မှစားတော့ဆိုင်ကလေးပါကလေးသွားခြင်းသွားကြမယ်အဓိကကတော့ဝိုင်းဖွဲ့စကားပြောရတဲ့အရာသာကိုအားလုံးကတတ်မဲ့ကြတာပါပဲသမီးရေအဲ့ဒီခရစ်စမတ်နေ့တုန်းကတော့ဖေဖေအခုသမီးကိုပြောပြနေတဲ့ဇာလမ်းမှာ အဓိကပုံကိုဖြစ်တဲ့ကွန်ပျူတာနဲ့မိတူကမိတ်ဆွေကဖေဖီတို့အစုကလေးကိုသူ့အိမ်ကိုလာခဲ့ဖို့ဖိတ်ပါတယ်ခရစ်စမတ်ညမှာတောင်းရင်စာရင်ส่งကြရအောင်နဲ့သူအရက်နှလုံးဝယ်ထားမယ်တဲ့ညနေ9:00နာရီလောက်ထွက်ခဲ့ကြပေါ့တဲ့တွေ့တော့မှအိမ်မှာတောက်ချင်ရင်လဲအိမ်မှာစီစဉ်ကြရအောင်အိမ်မှာမကြိုက်ရင်လဲ တနေရာဆိုင်တဆိုင်ကိုထွက်ကြတာပေါ့တဲ့ပြောရရင်တော့တမီးရဲ့အဲ့ဒီခရစ်စမတ်ညနေကဖေဖေတို့တို့ဟာစုံနေကြလက်ဖေးရည်ဆိုင်ကလေးမှာစုစုံကြပြီးတဲ့နောက်ချိန်ထားသူမိတ်ဆွေရှိရာအိမ်ကိုသွားပြစ်ခဲ့ကြတယ်ဆိုပါတော့ဖေဖေတို့တို့သူ့အိမ်ကိုရောက်သွားကြတော့သူက အပြင်ကိုထွက်လွထွက်ခင်းတမီးရဲ့အဝတ်အစားတွေကလည်း ူ့ကိုမြင်လိုက်ုံနဲ့ဒါဆောင်ပဲလို့ပြောရလောက်အောင်ကိုဝက်လို့စားလို့သူ့အပြင် သူ့ဧကံမှာတွေ့ရတာကဖီဖီတခါမှမမြင်ဘူးတဲ့မျက်နှာစိမ်း200 300ဖီဖီတို့တို့ရဲ့ဧကံမှာထိုင်ကြလို့ခဏပဲရှိသေးတယ်ဖီဖီမိတ်ဆွေက အရက်နဲ့ပလင်းကိုစကူနဲ့ပတ်ထွက်လာပြီးသပွဲပေါ်မှာအစင်စင်တင်ထားကဖီဖီတို့ကိုစကားဆိုပါတယ် ဘလို့မှမထင်မှတ်ထားတဲ့စကားလေးကဲပါစိတ်တော့မရှိကြပါနဲ့ဒီမှာလာခေါ်ကြတာနဲ့တဏှာကိုလိုက်သွားစရာရှိနေလို့ခမားတို့အဖွဲအရင်နှလုံးယူသွားပြီးတဏှာရာသွားတော့ကြပါအမီဖို့လဲကျွန်တော်ပေးလိုက်ပါမယ်။ဩဗျာမဟုတ်တာဖီဖီတို့အားလုံးအထိတ်တလန့်ရေရွတ်မိလိုက်ကြပြီးမျက်နာတွေလဲကွက်ခနဲ့ပြက်ခါ သူအတင်းထိုးပေးလာတဲ့ပလင်းတွေကိုဇွအတင်းပြန်ချထားခဲ့ပြီးကြည်ကောင်းအောင်နှုတ်ဆက်လို့ပြန်လာခဲ့ကြတာပါပဲတမီးရေအဲ့ဒီညနေကမိတ်ဆွေတစုတို့အာရီမြေကြီးဘေးကတာကြီးပေါ်မှာတလန်းချင်းတလန်းချင်းရှောက်သွားနေခဲ့ကြရင်ကဖီဖီတို့ရဲ့စိတ်တွေဟာလေခြေလာနဲ့အတူလေးလံထိုင်မှန်လွန်လိုက်တာ ဘာစကားမှမပြောကြပဲကို့အတွင်းနဲ့ကိုရှောင်နေကြရင်ကတခါတခါရေရွံ့မိလိုက်ကြတာကခက်တယ်ဗျာဟူးမလွယ်ပါဘူးစတဲ့စကားတွေပါပဲဟုတ်တယ်သမီးရေလောကကြီးကိုမလွယ်အောင်ခက်အောင်တချို့လူတွေလုံးမိနေခဲ့ကြတယ်လေသမီးရေ ဖေဖေတို့သမီးတို့အဖို့ဖေဖေတို့နဲ့ပတ်သက်ထိစပ်နေတဲ့မိတ်ဆွေတွေစီကတချို့တချို့သောအရာတွေကိုလိုချင်တောင်းတမိတာတော့အမှန်ပဲသမီးရေလက်ဖက်ရည်တစ်ခွက်ကိုအလိုရှိတယ်အရည်တစ်ခွက်ကိုအလိုရှိတယ်ထမင်းတစ်နှက်ကိုအလိုရှိတယ်ဒိုင်ယာရီလှလှကလေးတအုပ်ကိုအလိုရှိတယ်ဘောပင်ကောင်းကောင်းလေးတစ်ချောင်းကိုအလိုရှိတယ် တခွပန်လှလှကလေးတစ်ခက်ကိုအလိုရှိတယ်။ဒါပေမဲ့လည်းပေါ်သူ့ကြည့်တဲ့တဲ့ကိုတော့ဖြင့်ဖေဖေတို့အလိုမရှိပေဘူး။ဖေဖေတို့တို့လိုချင်နေတာကလေးစားမှုပါတဲ့လက်ဖက်ရည်တစ်ခွဲအတိမတ်ပြုပါတဲ့အရက်တစ်ခွဲစာနာမှုပါတဲ့ထမင်းတစ်နံချစ်ချင်းမေတ္တာပါတဲ့ဒိုင်ယာရီတအုပ်အမတ်ရချင်းပါတဲ့ဘောပင်တစ်ချောင်း အကျဉ်းသားတရားပါတဲ့တခွပန်တကယ်ဒါရီကိုသာဖေဖေတို့ရချင်းလူချင်းမိတတ်ကြတယ်လေဖေဖေမှတ်မိနေသေးတယ်တခါကဖေဖေဒီကိုဖေဖေအကြောင်းနေပဲတငယ်ချင်းတယောက်ရောက်လာတယ်သူကသဘောကောင်းမနှောကောင်းဖတ်အားမှအကောင်းကောင်းနဲ့တကယ်ခင်တွယ်စရာမိတ်ဆွေကောင်းတယောက်ပါသူဖေဖေဒီရောက်လာတော့ကတော်တော်ကိုစီးပွားရေးပြည့်ရွံ့နေရှာပါပြီ ဖဖီကိုတတိယလို့တဲ့လှဲ့ဝင်လာတာသူရောက်လာတော့ထမင်းစားချိန်ကြီးတမီရဲ့နေခင်းစနစ်နာရီထိုးလူထိုးခင်ပါပဲသူခင်ဗျာထမင်းမစားရရှာသေးဘူးလေဒါနဲ့ဖဖီလဲဖဖီလုံနာကဖဖီစားနေကြထမင်းဆိုင်ကလေးရှိရာကို သူ့ကိုခေါ်သွားခဲ့လိုက်တယ်ဖဖီကစားပွဲနှစ်ပွဲပြင်ခိုင်းလိုက်တဲ့အခါ အံဩတော်တဲ့ထမင်းဆိုင်ပိုင်ရှင်ကိုတော့တငယ်ချင်းမသိအောင်မျက်စိမှိတ်ပြလိုက်ရတာပေါ့အင်းလေမကြခင်ကမှထမင်းလာစားသွားတဲ့ဖေဖေကအခုတခါပြန်လာပြီးထမင်းတနတ်စားတာဟာဖြင့်အံဩတော့လေအံဩစရာပေါ့မတတ်နိုင်ဘူးလေဖေဖေကစားပြီးပြီလို့ဆိုကသူ့ကိုလိုက်ကျွေးမယ်ဆိုခဲ့ရင်သူကလိုက်စားမယ်တငယ်ချင်းမဟုတ်ဘူး ပြီးတော့ဆိုင်မာဖေဖေကငုတ်တုတ်ထိုင်ကြည့်နေတဲ့ရှေးမောင်မှာသူတယောက်တည်းစားနေရတဲ့အချိန်တလျှောက်လုံးဖေဖေတို့ဟာဖေဖေတို့ဘဝတွေကိုဘယ်လိုနည်းနဲ့မိထားကြရမလဲဖေဖေကတော့ဒုက္ခရောက်နေတဲ့တငယ်ချင်းကိုနည်းနည်းပါးပါးအဆင်ပြေသူလူတယောက်ကကူညီနေရပြီဆိုတဲ့ခံစားချက်ဝင်မလာစေပဲတငယ်ချင်းနှစ်ယောက်တွေ့တုံးစုံကိုင်း တောင်ပြောမြပြောရေကြမောကြနဲ့ဒီမနဲ့စာကိုပို့ပို့ပါပါကလေးပြီးဆုံးသွားစေချင်တယ်။ဒါကြောင့်လေဖေဖေပါမစားရသေးတဲ့ပုံနဲ့ထမင်းကလေးခပ်ပါပါထည့်ပြီးသူ့မနဲ့စာထဲမှာဝင်ရောနေခဲ့လိုက်တာပေါ့။တမီစင်သားကြည်လေဖေဖေကစားပြီးပြီလို့ဆိုကသူတယောက်ထဲလိုက်ကြွေပြီးငွေထရှင်လိုက်လို့တင်မတင် ဒီထက်ပြောရရင်သမီးရဲ့ဖေဖေကစားပြီးပြီမို့ကိုယ့်အလုပ်ကိုလည်းလက်စားဖြတ်မထားခဲ့ခြင်းလို့တငယ်ချင်းကိုထမင်းတယောက်တည်းသွားစားလိုက်ကွာလို့ဆိုကာထမင်းဘိုးထုတ်ပေးလိုက်ရင်အဲ့ဒီမင်းစားဟာဒဏ်ရာရမရအင်းလေဖေဖေကတော့မင်းစားကိုလည်းနှစ်ထပ်ကွမ်းစားခဲ့ဘူးတော့ကောသမီးရဲ့တငယ်ချင်းလှုပ်တဲ့သူကပွဲယုံဖွင့်ထားတယ် မတွေ့ရကြပြီဖြစ်တဲ့တငယ်ချင်းကသူ့စီလာလေတယ်။ပွဲယုံပိုင်ရှင်တငယ်ချင်းကပိုက်ဆံလူရည်နေရလို့မအားတဲ့အတွေ့သူ့အလုသမားကိုလမ်းခေါ်ပြီးသူ့စီလာလေတဲ့တငယ်ချင်းကိုအပြင်မှာတခုခုလိုက်တွေ့ခိုင်းနေ။ဒါမျိုးကိုဖိဖိတွေ့ဘူးတယ်။လူတယောက်ဟာစေယုံပေါ်မှာနာရာရှိယောဂကြီးနဲ့လဲနေတယ်။တွေ့ချင်လုံးတဲ့အတွေ့ သူ့ရဲဘော်ရဲဘက်တယောက်ကိုလူကြုံနဲ့တင်းပါတယ်အဲ့ဒီရဲဘော်ကဘာလီကြီးတပလင်းလူကြုံနဲ့ပို့လိုက်တယ်ဒါမျိုးကိုဖိဖိမြင်ဘူးတယ်ဘယ်မှာလဲလေးသားမှုဘယ်မှာလဲအတိမတ်ပြုမှုဘယ်မှာလဲစာနာမှုဘယ်မှာလဲချစ်ခြင်းမေတ္တာတရားဘယ်မှာလဲအမတ်ရခြင်းဘယ်မှာလဲအကျဉ်းနာတရား သမီးအမီးပိုးလဲပေးလိုက်ပါမယ်ခမားတို့ဘာသာအပြင်မှာသွားတောက်ကြပြားလို့ဆိုရင်တပွဲပေါ်မှာချပေးတဲ့အရင်နှလုံးကိုပါနာစွာကြောခိုင်းခဲ့ရင်ကဖီဖီတို့တတိုင်အေယာရီမြေပေကတာကြီးပေါ်မှာတီအီရှောက်ပြန်ခဲ့ကြပူပါတယ်တခုသောခရစ်စမတ်ညနေခင်းတုန်းကပေါ့ ရွှေလူဝေမဂဇင်းဇူလိုင်လ1998ခန်းစားနာဆင်ပြီးခဲ့ကြတဲ့တွေ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲကျွန်တော်တို့စားခဲ့ရတဲ့မနက်စာနှစ်ထပ်ကွန်းနဲ့ဆရာကြီးစားခဲ့ရတဲ့မနက်စာနှစ်ထပ်ကွန်းဒူလားမဒူဘူးလားဆိုတာသိတော်လောက်ကြပါပြီအကျဉ်းတရားတွေစာနာမှုတွေလေးစားမှုတွေရရှိသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ ဒီအဟိုင်မြန်မာကိုအားပေးနေကြတဲ့လူငယ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးများတင်ပါတယ်